Xiaomi ဖုန်းတွေမှာမဖြစ်မနေလောက်ရမယ့်အရာကတော့ကျွန်တော်တို့တွေမီအကောက်ပါပေါ့နော်။ Xiaomi ဖုန်းတွေမှာ Xiaomi အကောက်မရှိရင်လကားပါပဲ။ဒါကြောင့်မလို့ကျွန်တော်မီအကောက်ကို create လုပ်ရပါမယ်။အကယ်၍သင်ဖုန်းမှာမီအကောက် create မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်နဲ့အတူတူ live လုပ်လိုက်ပါ။ဘာမှမခက်ပါဘူး။ကျွန်တော်တစင်စင်းစီပြသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်နံပါတ်1မီအကောက်ကို create လုပ်လိုက်ကြရအောင်။ โอเคဒါဆိုလို့ရှင်တော့ကျွန်တော်တို့မြေကောက်စပြီးဖွင့်လိုက်ကြကြအောင်မြေကောက်ဖွင့်မယ်ဆိုလို့ရှင်တော့ကျွန်တော်နံပါတ်1ကတော့ setting လေးကိုသွားပါမယ်အဲပြီးသွားရင်ဆိုရင်ကျွန်တော်အောက်ဆုံးကိုဆွဲလိုက်လို့ရှင်တော့ဒီနေရာလောက်မှာကျွန်တော်တို့တွေအဲ display လောက်မှာမြေကောက်ဆိုပြီးစိုင်းရင်မြေကောက်ဆိုတဲ့အဲနေရာလေးပေါ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကဖွင့်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မှမပေါ်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်စိတ်ပူကြမလို့ကျွန်တော်စမ်းပြမှာဖြစ်တဲ့အတွက်အဲ Google မှာအဲ့ဒီအနေနဲ့တပုံစံတဲ့နေရာကိုကျွန်တော်တို့တွေပြပါမယ်ပေါ့နော်အဲပုံမှန်တမ်းဆိုလို့ကျွန်တော်ဒီနေရာလေးကနေသွားပြီးဖွင့်လို့ရတယ် ကဲဒါပေမဲ့ကျွန်တော်တို့ကဒီ browser နေပဲဆင်းသွားပြမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ Chrome ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင် my account ဆိုပြီးရိုက်ရပါโอเคပြီးသွားလို့ဆိုရင်တော့ကျွန်တော် Xiaomi ဆိုတာလေးတွေ့ပါလိမ့်မယ်တစ်ချက်နှိပ်လိုက်ပါ ီးရင်တော့အခုလိုပေါ်လာပါလိမ့်မယ်ပေါ့နော်အဲအခုမြင်နေရတဲ့အနေအထားကကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိမဲ့အနေအထားဖြစ်တဲ့အတွက်အဲအတူတူပါပဲပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစပြီးဖွင့်မှာ ဖြစ်တဲ့အတွက် create account ဆိုတာလေးကိုနှိပ်မယ်ပြီးသွားပြီဆိုရင်အထက်က United States ဆိုတဲ့နေရာမှာပြီးသွားရင်အထက်က United States ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာကိုပြောင်းမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် under email address ဆိုတဲ့နေရာမှာကိုယ့်ရဲ့ gmail တခုခုကိုထည့်ရပါမယ်

ပါမယ်ပြောချင်တာကအင်္ဂလိပ်စကားလုံးအကြီးပါရမယ်အသေးပါရမယ်ပြီးသွားလို့ရှိရင် s တို့လို့ shut တို့လို့အဲ့လို sign နေပါရမယ်အဲပြီးသွားလို့ရှိရင်ကျွန်တော်ကဏန်းပါရမယ်ပေါ့နော်ရှစ်လုံးအထက်ကိုကျွန်တော်တို့တွေ password ပေးရပါမယ်အပေါ် password နဲ့ out password နဲ့လည်းကျွန်တော်တို့တူနေရပါမယ်ပေါ်နေအောင်နဲ့တူနေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ password က match ဖြစ်တယ်လို့ပြောလိမ့်မယ်မတူဆိုတော့အခုလိုအနေအောင်ပြနေပါလိမ့်မယ် โอเคဒါဆိုလို့ရှင်စိမ့်သွားပြီဆိုလို့ရှင်တော့တေချာပြီကျွန်တော်တို့အပေါ် password နဲ့ out password နဲ့တူတဲ့အတွက် password က confirm ဖြစ်သွားပြီပေါ့နော်ပြီးရင်တော့ next ကိုနှိပ်လဲပါဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail ကိုကုတ်ကြမှာဖြစ်ပါတယ်။အဲ့ဒီ Gmail မှာကုတ်လေးတစ်ချက်သွားယူလိုက်ပါ။ပြီးတော့ Submit ကိုနှိပ်လိုက်ပါ။ ကဲဒါဆိုလို့ရှင်တော့ကျွန်တော်မီအကောက်ကွန်ဖမ်ဖြစ်သွားပြီဒီနေရာမှာကျွန်တော်တို့တွေအဲကိုယ့်ရဲ့နေကိုဆက်ရက်လုံမယ်ပေါ့နော်ကိုကြိုက်တဲ့နေပေးလို့ရတယ်ဆက်မနေလဲပါအဲပြီးတော့ကျွန်တော်ရင်းညာနေရာမှာကိုကြိုက်တဲ့ဖီမေကိုပေးလိုက်ပါနော်ကိုကမေးဆိုပြီးတော့ပြီးတော့ဒီဂျင်ဇာပြီးတော့ဂျင်ဇာနေရာမှာကျွန်တော်တို့တွေကြိုက်တာကိုပေးလို့ရတယ်ကိုကမေးဆိုလဲမေးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မီအကောက် ID အဲပြီးတော့ region ပေါ့နော် ပြောရရင် profile photo ကိုလည်းကျွန်တော်တို့တွေအဲကိုကြိုက်တယ်လို့ပြောင်းလို့ရပါတယ်ဒီ browse ကနေပြီးမှ file လမ်းကြောင်းလေးရွေးပြီးကျွန်တော်တို့ရဲ့ဒီပေါ်နော်တပ်ပုံတွေပြောင်းလို့ရတယ်ပြီးတော့ဒီ browse ဆိုလေးကိုနှိပ်ပြီးကျွန်တော်တို့တပ်ပုံတွေ change လို့ရတယ်ပေါ့နော် okay ဒါပြီးတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းပြန်ထွက်လိုက်မယ်အားလုံးပြီးတော့ကျွန်တော်မြေကောက် confirm လုပ်တာပြီးတော့ပါပြီပေါ့နော် အစိုးရကျွန်တော်တို့တွေစိုင်းရင်နေရာမှာဒီကောင်လေးကိုအဲအခုကျွန်တော်တို့ပေးထားတဲ့ Gmail နဲ့ password လေးကိုရိုက်ထည့်လိုက်ယူဆိုရင်ကျွန်တော်တို့မြေကောက်ဖွင့်ပြီးသားကြာသွားပါပြီပေါ့နော်အဲအဲမှာဖုန်းနံပါတ်တွေတောင်းလာခဲ့လို့ရှိရင်လည်းအဲကိုယ့်ရဲ့ဖုန်းနံပါတ်လေးတွေထည့်လို့ရတယ်ဖုန်းနံပါတ်တွေအဆင်မပြေရင်လည်းကျွန်တော်တို့ Gmail လေးတစ်ခုတည်းနဲ့လုံလုံလို့ရပါတယ်နော်ဟယ်လိုဒါဆိုလို့ရှိရင်တော့အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အဲနောက်ဗီဒီယိုလေးမှာလည်းကျွန်တော်နီးပညာလေးတစ်ခုနဲ့ပြန်လာခဲ့ပါမယ်ပေါ့နော်အကယ်၍သင်တို့သိကျင်တာလေးတွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ် ထုံးစံတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်ကတော့ Moda Techno ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာဗျာ